အားလုံးမင်္ဂလာပါအင်းမြတ် education မှာယနေ့တင်ကြမတင်ကြိုင်းလန်စင်ကတော့ G5 တင်ယူအခန်းဆက်လေးရဲ့ lesson 12ပဲဖြစ်ပါတယ်ဆရာတို့ပုတ်စာနံပါတ်3ရဲ့နံပါတ်ခါခွေးကိုဆက်လက်လေ့လာလိုက်ရအောင်ပါနံပါတ်ခါခွေးမှာဆိုရင်အလျား6 cm အနံ6 cm နှင့် အမြင့်3 cm ရှိသော အုံများကိုပုံပြီးအငယ်ဆုံးကုဘတုံးတစ်ခုပြုလုပ်လိုသည် ထို ကုဘတုံးဤအနားဆောင်သည်ညီမျှရှိမည်နီကုဘတုံးဤအနားဆောင်တံမိုးကို လိုချင်ရင် ပေးထားသောတံမိုးများဤ အငဲဆုံးပုံစံဒိုးကိန်းကိုရှာပေးရမှာပဲဖြစ်ပါတယ်။ထို့ကြောင့်ကိုဤဇာဒိုးကိန်းတွေကိုပြောပါဆိုရင်68236အဆုံးမရှိပဲဖြစ်ပါတယ်6ဤဇာတို့ဂိမ်းတွေကိုပြောပါဆိုရင်6217824အဆုံးမရှိပဲဖြစ်ပါတယ်3ဤဇာတို့ဂိမ်းများကိုပြောပါဆိုရင်369215အဆုံးမရှိပဲဖြစ်ပါတယ်ထိုဂိမ်း3လုံးဤငွေဆုံးဘုံစာဒိုးဂိမ်းကို လိုချင်ရင်ဘုံစာဒိုးဂိမ်းကိုရှာပါမယ်ဘုံစာဒိုးဂိမ်းဒီတူတာကိုယူပါတယ် တူရာဒီဆရာတို့အငဲဆုံးတန်ဖိုးသည်78ပဲဖြစ်ပါတယ်ထို့ကြောင့်963တို့ဤအငဲဆုံးဘုံစာတို့ကိုပြောပါဆိုရင်78ပဲဖြစ်ပါတယ်ယနေ့တင်ကြားပေးခဲ့တဲ့တင်ကြားရေးလမ်းစဉ်ကိုနားလည်လိုက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေဗျာ